ထံကတော့လက်ထားဖြစ်ပြီးသူတို့ကထိပ်ပြောင်နေပါထိပ်ပြောင်နေကတေပြီးဆွေးမြင့်နေတဲ့တရိစ္ဆာန်တွေကိုစားကြပါတယ်လူတွေကသူတို့ကိုငှက်တကောင်လို့မြင်ပြီးမုန်းတီးကြပေမဲ့သူတို့ကတင့်ထက်တန့်ရှင်းပါလေဟုတ်ပါတယ်ကျွန်တော်နောက်နေတာမဟုတ်ပါဘူးသူတို့ကအသေးအောင်အတွင်းခေါင်းငိတ်နေရတာကြောင့်ထိပ်ပြောင်ကြပါတယ်ခေါင်းမှာမွေးတွေရှိရင်ပုတ်တဲ့အသားတွေကခေါင်းမှာကပ်နေပါလိမ့်မယ်။သူတို့ခြေထောက်ကနေအဖြူရောင်ပတ်စတယ်လို့ယူရစ်အက်ဆစ်ကိုထုတ်လို့ပါတယ်။ပြီးတော့ခြေထောက်အောက်ပိုင်းကိုကြာဆင်းလာပါတယ်။ ခြေထောက်ကယောဂဘုံမှာနဲ့ဘက်တီးရီးယားတွေကိုတည်စီပြီးယောဂဘိုးတွေပြတ်သွားမှုကိုတားဆီးတဲ့လက်စရည်တစ်မျိုးပါ။ရထားတွေမှာ pH တန်ဖိုး၃ညအထက်အလွန်ပြင်းထန်တဲ့အစာရင်အဆစ်ရှိပါတယ်။ခွေးဥရနေတဲ့တရိတ်ဆန်ကိုစားရင်တော့အဆစ်တက်ကအလွန်ပြင်းတာကြောင့်ယောဂဘိုးကအစာရင်ထဲမှာတည်သွားပါလိမ့်မယ်။မုတ်စိတ်မွေးလက်ထားတွေရဲ့အဓိကအစားစားကအယိုးတွေဖြစ်ပါတယ်။အယိုးတွေကိုစားတဲ့တခုတည်းသောကြောရိုးရှိတဲ့တဝါဖြစ်ပါတယ်။သူတို့ဟာသိုးတွေရဲ့အယိုးဘုံတောင်စားနိုင်ပါလိမ့်မယ်။ တကယ်လို့အကောင်ကြီးဖြစ်နေရင်အမြင့်ပေါ်သေးဆောင်ပြီးကြောက်ဆောင်ဖို့တိချပါတယ်ဒီလိုချိုးဖြတ်ပြီးအယိုးတွေကိုစားတော့ပါတယ်သူတို့က24နာရီအတွင်းအယိုးတွေကိုခြေဖြတ်နိုင်ပါတယ်ကြက်လက်ဓာတ်တွေကအချိန်ကြောက်ခံရတဲ့အခါကိုကိုကိုကာကွယ်အနေနဲ့အန်ထုတ်လိုက်ပါတယ်ဆယ်ပေအထိရောက်နိုင်ပါတယ်လက်ဓာတ်တွေကကျွန်တို့ခေရစနစ်အတွက်အရေးကြီးပါတယ်အိန္ဒိယနိုင်ငံမှာနှစ်ဟောင်းတစ်ခုနှစ်အတွင်းလဒါဥယျကြာဆင်းမှုကြောင့်ငါးနှစ်အတွင်းလူဥယျတက်တန်းခွဲကျော်တည်ဆုံးခဲ့ပါတယ်။အဓိကအကြောင်းရင်းကတော့ယောဂါတွေပြန့်ပွားလို့ဖြစ်ပါတယ်။ တရားတွေမကြိုက်ရင်ဒါကိုတွေးကြည့်ပါကျွန်တော်တို့နှစ်တိုင်းလေခွေးထဲမှာအိမ်မွေးတိရစ္ဆာန်18ဘီလီယံကျော်ဆုံးပြကြတယ်သူတို့ဟာပုတ်ဆွေးပြီးလေနေ့ကြီးရင်းမြစ်ကိုကြီးညမ်းစီပါတယ်ဒါကြောင့်မူကူးဆတ်မှုခွေးပြန်ယောဂါနဲ့ပလိတ်ယောဂါတွေဖြစ်စေပါတယ်ကျွန်တော်တို့ညစ်ကြေးတွေကိုဘယ်သူကတန့်ရှင်းပြီးတယ်လို့ထင်ပါတယ်ဒီကောင်တွေကမင်းရဲ့ယောဂါတွေကိုစားပစ်နေတာကြောင့်တင်ကြမ်းမှနေတာကိုတတိယပါအားလုံးကိုကျေးဇူးတင်ပါတယ်